အားလုံးပဲမင်္ဂလာပါအာဆင်နယ်ဒီရနေ YouTube channel နဲ့အားလုံးကိုပြန်နေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ video မစခင်မှာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးပါဘောအားလုံးကိုမေတ္တာရက်ခံပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့အာဆင်နယ်အသင်းကြောင်းစလိုက်ရအောင်ကျွန်တော်တို့အခုလက်ရှိအချိန်ဒီမှာတော့အာဆင်နယ်အသင်းဟာဆူပီယာမန်နီကိုခုံယူနိုင်ခဲ့ပြီဖြစ်တယ်သို့တော့တရားဝင်လက်မှတ်ထိုးတာတွေဘာတွေကိုအသင်းဘက်ကအသေးချာ announcement တော့မလုပ်သေးဘူးဒီကိစ္စကိုတော့တကယ် channel လေးဘောလုံးနဲ့ပတ်သက်ရင်တကယ်ဂူရူကြီးဖြစ်တယ် Fabrizio Romano တို့ Chris Wellley တို့ဟာလုံးဝကို confirm သွားပြီဖြစ်တယ်ဒီကစားသမားကကျွန်တော် Arsenal တင်းအောင်ရောက်ပါပြီနောက်ထပ်ကျွန်တော်တို့အသင်းမျှော်လင့်နေတဲ့တိုက်စစ်ကစားသမားတွေကတော့ဘယ်အချိန်မှဘလို့တွေရောက်လာမလဲဆိုတော့အခုဒီစီဝေးဆိုတာရှိတော့ပါပဲကျွန်တော်တို့အစောပိုင်းကကျွန်တော်တို့ထွက်ခဲ့တဲ့တဲ့င်းတွေပေါ်တိုင်းပဲ Rodrigo, Peter Yoskas, and Benjamin Sesko ပေါ့အခုနောက်ဆုံးကြားသိရတဲ့တဲ့င်းကြီးကတော့ Benjamin Sesko က စားသမားကစားချုပ်ပြသိင်းကြီးနဲ့ဆရာချုပ်ကြီးနဲ့ပြီးတော့လောက်စွာလာစားလည်းမြင်ပါတယ်အဲ့ဒီအတွက်အာဆနယ်တင်းရန်ဒီကစားသမားကိုခေါ်ဖို့အတွက်အနေငယ်လက်သွန်ဝါပြီလို့ပြောတယ်နောက်ပြီးတော့ဗီဇာယောဂရက်စ်ဘက်ကိုပြန်လှည့်သွားပြီးတော့ဗီဇာယောဂရက်ကိုပြန်ခေါ်ဖို့အတွက်အလီဒါကအခသားဒရိုက်တာကိုတောင်းဆိုလိုက်တယ်လို့သတင်းတွေတက်လာတယ်ကျွန်တော်တို့ဒီတိုက်စစ်ကစားသမားနှစ်ယောက်နမည်ကတော့တော်တော်လေးကိုအာဆနယ်ဖန်တွေကမှလွတ်ရနေပြီတနေ့တစ်မျိုးမယိုးနိုင်တဲ့ပုံမြင်တွေ တတင်းနေရတော့တောက်လျှောက်တက်နေရပဲဟာဒီနေ့ပဲခေါ်တယ်ဒီနေ့ပဲကစားသမားနဲ့အဆင်ပြေသည်ဒီနေ့ပဲကမ်းလှမ်းလိုက်တယ်ဘာညာပေါ့ဗျာတတင်းနေရတက်တယ်သို့တော်တကယ်တကယ်ကြာတော့ဒီနေ့အဲ့လိုမျိုးကစားသမားကိုကမ်းလှမ်းလိုက်ပြီဆိုရင်နောက်နေ့ကျရင်အဲ့ဒါမဟုတ်ဘူးဆိုတော့တတင်းအမှားလေးဘာတွေပေါ့ဒီဒရမာကြီးဂျာမန်ကျွန်တော်တို့အာဆင်နယ်ဖန်တွေကသိပြီးနောက်ပိုင်းမှာအပြောင်းရွှေ့ပတ်တော်သိစိတ်ဝင်စားတော့ဖြစ်နေဗျာဘာလို့လဲဆိုတော့တတင်းတစ်ခုတက်လာတဲ့ဒီကစားသမားနှစ်ယောက်နဲ့တိုက်စစ်ကစားသမားရဲ့ပြီးရင်တောင်မကစားသမားကြောင်းတောင်မကစားသမားလည်းရှင်းရှင်းလေး ရိုဒရီโกရိုဒရီโกကအခုမနေ့ကကျွန်တော်တို့ FIFA Club World Cup မှာကစားသွားခဲ့တယ်။ရမတိအသင်းရဲ့ပွဲစဉ်မှာရိုဒရီโกကပွဲထွက်ကစားသွားခြင်းမပါဝင်ခဲ့ဘူး။သူကအရန်ခုံမှာပဲပွဲချိန်ပြေးထိုင်နေခဲ့ရတယ်ဆိုတော့သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဘလွန်ဆိုနဲ့ဆွေးနွေးမယ်ဆိုတဲ့တင်တက်တယ်။တင်တက်ပြန်တော့အဲ့ဒီကစားသမားကိုအာဆင်နယ်အသင်းကအရန်လိုချင်တယ်ဆိုတော့အာဆင်နယ်နဲ့တွဲပြီးတော့တင်ရဲ့ဆက်သက်လာပြန်ပြီ။အဲ့ဒီတော့ကျွန်တော်တို့အာဆင်နယ်ဖန်တွေဟာ ဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်လည်းဗီဒီယိုတွေတိတ်မလို့ဖြစ်ဘူးဆိုတာဗျာဘာလို့လဲဆိုတော့တရင်ကြီးကတိတ်ပြီးဒီ update တွေတော့တက်နေတယ်ဒါပေမဲ့ဒါလေးကတေချာတိကျခိုင်ပါတယ်အဖြေတစ်ခုမဟုတ်ဘူးဒီတိုင်းပဲတရင်တစ်ခုအနေနဲ့ဖတ်လို့ကောင်းနေအနေထားတစ်ခုနဲ့ပဲတက်နေရတဲ့အတွက်ကျွန်တော်ကလည်းဗီဒီယိုတွေကိုလုတ်ပြီးမတင်မေးဖြစ်ဘူးဗျာဘာပဲဖြစ်မဖြစ်နေပါကျွန်တော်တို့ Arsenal fan တွေကလိုချင်တာတိုက်စစ်ကစားမှာပြီးတော့ Saka ရန်ပြီးွားရင်ဘယ်တော်မှန်ကစားသမားတယောက်တော့လိုချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့က Martinelli Trossard တွေနဲ့ အစင်ပြေတယ်ဆိုပေမဲ့လည်းဒီထက်မြင့်နေကစားသမားကိုလိုချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အတင်းကအလီတာလက်ထက်မှာတော်တော်လေးကိုအရှင်ဝန်ကောင်းတဲ့အတင်းတစ်ခုဖြစ်နေပြီသို့တော့ကျွန်တော်တို့အာဆင်နယ်အတင်းဖန်တွေလိုချင်တာကဒုတိယဆုတွေချန်ပီယံလိဝင်ခွင့်တွေမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့အတင်းလိုချင်တာစူပါလားတွေလိုချင်တာအဲ့တော့ဒီလောက်နဲ့ကျွန်တော်တို့ကမကျင်နိုင်ဘူးအမ်ဒီလိုမျိုးတိုင်းတာဆက်သွားမယ်ဆိုရင်အာတီတာလည်းဒီတိုင်းရေရှည်မြဲတော့မှာမဖြစ်ဘူး သူ့နေရာမှာနောက်ထပ်နီးပြားတယောက်ခေါ်ဖို့တော့မှတချို့အာဆင်နယ်ပရိသတ်တွေတော့မှတောင်းဆိုနေကြပြီ။ဘာလို့လဲဆိုတော့ကျွန်တော်အာဆင်နယ်ဖန်တွေကလိုချင်နေတာကစူပလာတစ်ခုခုဗျာကျွန်တော်တို့ရှင်းရှင်းပြောရင်ကွန်မြူနတီဖလားအစားအမေရိကကအစားအကုန်လုံးကျွန်တော်တို့ကဖလားမှန်တယ်များဆိုရင်ကျွန်တော်တို့ကလိုချင်တာဘလို့ပဲဖြစ်နေဖြစ်နေဖြစ်နေကျွန်တော်တို့ကဖလားရရင်ကျင်းနေတယ်။အဲ့ဒီအတွက်အာလီဒါပေါ်မှာလည်းဒီယာဒီကဖီအားရည်လည်းရှိတယ်။အဲ့ဒီအတွက်သူကလည်းသူ့ရဲ့ကစား စားကွက်ကိုကောင်းကောင်းလေးပြင်ဆင်ခြင်းနဲ့အတွက်ရာသီကြိုခြေဆံမိုးတွေမတိုင်ခင်သူ့ရဲ့ကစားသမားတွေကိုသူလိုချင်တဲ့နေရာတွေကစားသမားတွေကိုခေါ်ဖို့ဆိုပြီးတော့လေအာဂဇာဒိုက်တာနဲ့အတီပေးပြီးသားဖြစ်တယ်အဲ့တဲ့ဒင်းနေရာလဲကျွန်တော်အာဆင်နယ်ဖန်နဲ့အတီပေးပြီးသားဖြစ်တယ်သူအဲ့ဒါကြောင့်ကျွန်တော်တို့နောက်ဇူလိုင်လတဲမှာဘာတွေထူးခြားမလဲဆိုတော့စောင့်ကြည့်ရမယ်ကျွန်တော်တို့လိုချင်နေတဲ့တိုက်စစ်ကစားသမားရဲ့တောင်မကစားသမားရဲ့ရောက်လာမလားဆိုတော့စောင့်ကြည့်ရပါမယ်ကျွန်တော်တို့ကစားသမားအထွတ်နဲ့ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင်တော့မာတင်နယ်လီကိုဘိုင်ယန်မြူနစ်ကခေါ်ဖို့စိတ်ဝင်စားရဲဆိုတဲ့တင်းနေတက်လာတယ်။ပြီးတော့ကျွန်တော်တို့တောက်လျှောက်တင်းနေတက်နေတဲ့ဇင်ချန်ကိုဇင်ချန်ကိုကလည်းအတင်းအထွက်ထွက်တော့မယ်ဆိုတဲ့တင်းနေတက်တယ်။သို့တော့ပြဿနာကဒီကစားသမားရဲ့လောက်လောက်ခလာစာမြင်မာနေဘူးကြောင့်ဆိုပြီးတော့ခေါ်မဲ့အတင်းအဲ့ဒါကိုစဉ်းစားနေအချက်လည်းဖြစ်တယ်။음နောက်ထပ်တစ်ယောက်ကတော့ကျွန်တော်တို့သောမတ်ပါတီပဲဗျာသောမတ်ပါတီကိုကျွန်တော်အာဆင်နယ်ဖန်တွေကတရားလီလောက်လောက်ဆက်ရှိစေခြင်းနဲ့သို့တော့ ဘာတွေညှိနေလို့ဘာတွေကြောင့်ကြာနေတယ်လဲတော့မသိဘူးကျွန်တော်ထင်တော့လောကလစာပြဿနာမဟုတ်ဘူးဆိုပေမဲ့သူကတချို့သတင်းတွေမှာကျတော့လောကလစာကိုရှော့မယူချင်တာလို့ပြောတယ်တချို့သတင်းတွေမှာကျတော့ဒီတိုင်းပဲတချို့ညှိရမယ့်အပိုင်းတွေမှာနည်းနည်းလေးအဲ့ဘိုင်းတွေရှုပ်ထွေးနေတယ်ဆိုပြီးတော့တော့ပဲပြောထားတယ်ဆိုတော့ဒီကစားသမားကဘာကြီးဆက်ပြစ်မလဲဆိုတော့မသိဘူးတကယ်လို့သောမတ်ပါတီကထွက်သွားရင်သောမတ်ပါတီနေရာကိုအစားထိုးဖို့ကစားသမားတယောက်ကိုအာဆင်နယ်တင်ရခေါ်ခေါ်လိမ့်မယ် အဲ့ဒီတော့အဲ့ဒီတော့ကျွန်တော်တို့အာဇနယ်ဖန်တွေကတော့တင်းနေကောလာဟာရဲဂျာထဲမှာပဲပိတ်မိနေတာလာပေါင်းများစွာရှိနေပြီပေါ့ဗျာတိကျတိကျတဲ့ခိုင်မာတဲ့တင်းတစ်ခုရဲ့တော့မရှိသေးဘူးတောက်လျှောက်ဇူဗီယာမန်ဒီကမနစ်ကကလေးကကျွန်တော်တို့ W ယူရခဲ့တာဆိုတော့ဒီကစားသမားကတင်းတက်လာရင်တော့မှတိတ်ပြီးရောရင်ခုန်စရာမကောင်းတော့ဘူးဘာဖြစ်လို့တော့ဒီကစားသမားကမနစ်ကရာဒီကလေးကရောက်မယ်ဆိုပြီးတော့တေချသွားတယ်ဆိုရတဲ့အတွက် ီကစားသမားနဲ့ပတ်သက်ပြီးတော့တိတ်ပြီး Arsenal fan တွေကရေမကုန်တော့ဘူးရောက်လိုက်ရင်တော့ကြိုဆိုလိုက်မယ်ဗီဒီယိုရဲ့လုတ်ပေးမယ်သို့တော့ Arsenal fan တွေပုံလိုချင်တာကတပြင်းနေရာတွေတပြင်းတူးတက်ရမယ့်အပိုင်းတွေဥပမာအဖြစ်တိုက်စစ်ပိုင်းပေါ့ဗျာတိုက်စစ်ပိုင်းကိုလိုချင်နေတာပေါ့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲအတီတာအနေနဲ့ဘာတွေကြံနေလဲဒီယာဒီယာသူ့ရဲ့နောက်ဆုံးယာဒီဖြတ်သွားနိုင်တယ်ဘာလို့လဲဆိုတော့သူကင်ခဲ့တာလဲ၅နှစ်ရှိပြီအာဆင်နယ်အသင်းကလူယူတီရှင်ယူတီအသင်းဖြစ်လာတဲ့ဆိုပေမဲ့ကျွန်တော်အာဆင်နယ်ဖန်တွေလိုချင်တာကစူပလာ ဒီလိုမျိုးချန်ပီယံလိဝင်ခွင့်လေဒီလိုမျိုးယာလီတိုင်းဟိုချန်ပီယံနေရာကိုစိန်ခေါ်နေရာတွေကိုကျွန်တော်အာဆင်နယ်ဖန်တွေကမလိုချင်တော့ဘူးအချို့အာဆင်နယ်ဖန်တွေကစိုးရင်တော့ဗျာအာတီလာထွက်သွားရင်အာတီလာနေရာမှာအစားထိုးဖို့ဘယ်သူရှိလို့လဲအကြောင်းဒီနေရာကိုဒီလိုရောက်လာတာပါလားညာလားဆိုပြောပဲပဲကျွန်တော်အနေနဲ့ကတော့အာတီတာကတကယ်ရည်ရှိရှိရဲ့နီးပြပါသူကတကယ်လည်းရည်ရှိရှိပါတယ်တကယ်လည်းကြော်ပါတယ်သို့တော့ကျွန်တော်တို့အာဆင်နယ်ဖန်တွေလိုချင်တဲ့စူပလာကိုသူမယူပေးနိုင်ဘူးဆိုရတဲ့ ဘလောက်ပဲချစ်ချစ်ပေါ့ဗျာအချိန်တန်ရင်ကျွန်တော်နှုတ်ဆက်ကြတာပဲကျွန်တော်တို့အာဆင်ဝင်ကလက်ထက်ကနေကျွန်တော်အာဆင်နယ်သင်းပွဲတွေကိုတောက်လျှောက်အားပေးခဲ့တယ်အဲ့ဒီအချိန်လုံးအရကျွန်တော်နှစ်တိုင်းနှစ်တိုင်းကျွန်တော်ချစ်ခဲ့ကစားသမားတွေရှိတယ်အဲ့ကစားသမားတွေဆိုတော့ထွက်သွားတာပဲအချိန်တန်တော့လည်းစွန့်ခွာသွားပဲအဲ့ဒီတော့ကိုအောင်မြင်မှုအတွက်သူတို့တွေကရွေးချယ်သွားခဲ့တယ်အဲ့တော့ကျွန်တော်တို့အသင်းအောင်မြင်မှုအတွက်တကယ်ဒီချက်ကောင်းတဲ့ profile မြင့်တဲ့နီးပြရောက်လာရင်လည်းကျွန်တော်တို့ကထပ်ပြီးတော့ကြိုဆိုရမှာပဲတန်ရုံးစင်တွေကတော့ ထားတော့ထားပါဗျာမထားတာတော့အကောင်းဆုံးပါပေါ့ချစ်တာချစ်တာပေါ့ဒီလိုပါပဲဒါကတော့နောက်တာပါကဲဒီဗီဒီယိုကတော့ဒီနေ့ကတော့ဒီလောက်ပါပဲနောက်နေ့နောက်နေ့ဒီမှာဇူဗီယာမန်ကြီးရောက်လာတဲ့တင်ဖြစ်မလားစိုက်စစ်နေရာအတွက်ထူးခြားတဲ့တင်ဖြစ်မလားဆိုတော့ကျွန်တော်ဗီဒီယိုတွေကိုထပ်ပြီးတင်ပေးပါမယ်တကယ်လို့တင်နေရာ update မရှိဘူးဒီနေရာတွေပါပဲပတ်လည်နေတော့ကျွန်တော်ဗီဒီယိုရောတင်ဖြစ်မှာမဟုတ်ဘူးအဲ့ဒီအတွက်လည်းကျွန်တော်ကြိုပြီးတော့တောင်းပန်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်တွေ့ကြပါမယ်ဗျာ see you guys